တ်တလာအစိမ့်မမိအောင်သူ့ကိုယ်စားစားတောက်ဆန်းသက်ပေးရရသူများမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့နေရောင်းရင်ပြဖြစ်ပါစီလို့ကျွန်တော်တို့ပီကာဆူ channel ကနေဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဟစ်တလာအတွက်စားတောက်ဒီထဲမှာစိတ်ပါမပါဆန်းသက်ပေးခဲ့ရတဲ့ကောင်မလေးတွေကြောင့်ရိုက်ကူးထားတဲ့ The Taster ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်လေးရဲ့အစမှာတော့1943ခုနှစ်နိုဝင်ဘာလကပရန်ရှာမှာဂျာမန်သူဖြစ်တဲ့ Rose ကသူရောက်ခမရီနေတဲ့ရွာကိုပြောင်းရွှေ့လာခဲ့ပါတယ် သူ့မိကဘာလင်မုံပေါက်ကွဲမှုမှာတေဆုံးသွားခဲ့တာဖြစ်ပြီးတော့သူ့အိမ်ကလည်းပျက်စီးသွားခဲ့တာပါသူ့ယောက်ျားမကသူ့ကိုဆိုဗီယက်ပြည်တော်စုအတွက်ရှေ့တန်းမှာစစ်တိုက်ထွက်နေတဲ့သူသားရဲ့ခန်းထဲမှာနေရာချပေးခဲ့ပါတယ်ညကစားနေကြရင်လည်းစစ်သားတွေကတောတွေကိုဘာလို့ခြံစည်းဟုတ်ခတ်ပြီးကာယံထားတာလဲဆိုတာသူတို့ကသိကျင်နေကြပါရဲ့ဟစ်တလာရဲ့ဌာနချုပ်ဖြစ်လာတဲ့ဝင်းပလီမီယောက်ခန်းကတောထဲမှာရှိတဲ့အကြောင်းသူ့ရဲ့ယောက်ကလေးကရှင်းပြလိုက်ပါရဲ့ယောက်ျားသားတွေကရှေ့ထဲမှာစစ်ပွဲဆင်နေနေရတဲ့အတွက်ကြံခဲ့တဲ့မိန်းမတွေက အင်အားသုံးရတဲ့ယောက်ျားတွေရဲ့အလုပ်တွေကိုပါလုပ်နေခဲ့ရတာပဲဖြစ်ပါတယ်။ဒါမဲ့လည်းမနေ့ရောက်တဲ့အခါမှာတော့စစ်သားတွေကအင်ကိုရောက်လာကဘာလို့လဲဆိုတာမပြောဘဲနဲ့ Rose ကိုဌာနချုပ်စီကိုခေါ်သွားကြပါတော့လေ။ခရကနောက်ခန်းထဲမှာတော့တခြားမျိုးသမီးငယ်6ယောက်လည်းရှိနေခဲ့ပါတယ်။သူတို့ကစာအုပ်တစ်ခုစီကိုခေါ်သွားခံခဲ့ရပြီးတော့တယောက်ချင်းစီခေါ်ကစစ်ဆေးခံခဲ့ရပါတယ်။သူတို့ကသွေးလဲစစ်ခဲ့ရပါတယ်။ဒီနောက်မှာတော့သူတို့ကဇပွဲမှာထိုင်ဖို့အတွက်ဖိတ်ခေါ်ခံခဲ့ရပြီးတော့ညစာစားခဲ့ကြပါတယ်။ စစ်ပွဲကြောင့်စားနေရိခါတွေပြက်လက်နေတဲ့အတွက်သူတို့ကဒုံဆိုင်မနေဘဲနဲ့စစ်သားတွေရှေ့မှာနေမဲ့စားတောက်တွေကိုအငမ်းမရစားတောက်ခဲကြပါတယ်။ဒီနောက်မှာတော့သူတို့ကစိမ်းမီမီမီကိုတီးဖို့အတွက်တနားရီစောင့်ကြည့်ခံရရပါတယ်။အဲဒါကတော့ဟစ်တလာရဲ့ညသားကိုစိတ်ခက်ထားမထားစမ်းသပ်ဖို့အတွက်စပုံမှုတွေတုံးတဲ့နီလန်ပဲဖြစ်ပါတယ်။စပုံမှုကတော့ယုံကြည်ချက်ရှိနေခဲ့ပေမဲ့လည်းဘာဆက်ဖြစ်မလဲဆိုတာမသိခဲ့ပါဘူး။စမ်းသပ်မှုကြောင့်မျိုးသမီးတွေတုံလုံးနေခဲ့တဲ့အခါမှာတော့တယောက်ကပါဇက်တဲ့လက်ချောင်းထိုးကအမှုစူးစမ်းခဲ့ပေမဲ့စစ်သားကတူကိုတားလိုက်ပါတယ် ကျောင်းရည်နေတဲ့သူတို့လည်းတနားရီပြောင်းလို့ရင်တထိတ်ရင်းနဲ့စောင့်နေကြရပါတယ်။သူတို့စိတ်မမိတာတေချာသွားပြီဆိုတော့မှပဲစူဝမှုကဟစ်တလာအတွက်ပို့ပြီးခိုင်းပါတော့လေ။ကော်မလီတွေကိုအိမ်ပြန်ပို့ပေးခဲ့ကြပြီးညစာစားဝဲမှာရိုးစ်ကသူ့ရဲ့ရောက်ခမကိုသူကဟစ်တလာအတွက်တလကိုမတ်နေရနဲ့အရသာမြည်ဆန်းသူဖြစ်အလုံးလုံးတော့မယ်အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီလောက်ကမခက်ခဲပဲနဲ့ဂုံဂုံစားရတာဖြစ်ကဘသူမှအစိမ်းမခက်ဖို့အတွက်စူတောင်းရမှာပဲဖြစ်ပါတယ်။ ။နောက်တစ်မှာတော့ဂျင်နီကပုံမှန်တိုင်းဖြစ်ခဲ့ပြီးတော့သူတို့ကတရားမှာကြောင်းရွံ့နေပေမဲ့လည်းအစားအသောက်တွေကိုတော့အားရပါရကိုစားတောက်ခဲ့ကြပါရယ်။အေးလေစားစားချိန်နဲ့ညစာစားချိန်ကြားမှာသူတို့ကခြံဝန်းထဲမှာလာယူခဲ့ကြရပါရယ်။အဲဒီမှာ Rose ကလီနာနဲ့တွေ့ခဲ့ပြီးတော့တခြားလူတွေအကြောင်းကိုသိခဲ့ရပါရယ်။သူတို့ကတွေ့ရတဲ့မှာပဲကြီးပြင်းလာတာဖြစ်ပြီးတော့ Rose ရဲ့ယောက်ျားနဲ့လည်းသိခဲ့ကြပါရယ်။ Rose ကသူ့ရဲ့မျိုးကဝယ်လာတဲ့ဝတ်စုံတစ်စုံကိုသူ့တငယ်ချင်းကိုလက်ဆောင်ပေးမယ်ကြောင်းပြောလိုက်တဲ့အခါမှာတော့လီနာကပြောသွားခဲ့ပါတယ် 1943ခုနှစ်ဒီဇင်ဘာလမှာတော့သူတို့ကစိတ်ကိုမကြောက်တော့ဘဲနဲ့စားတောက်တွေကိုအသားကျလာကစားကြတောက်ကြရင်းနဲ့ပဲဟစ်တလာရဲ့စပိုမှုနဲ့ပါစကားပြောခဲ့ကြပါတယ်။ဟစ်တလာကတသက်လွတ်သမားဖြစ်လာခဲ့တဲ့အကြောင်းကိုလည်းသူကရှင်းပြခဲ့ပါတယ်။တသက်လွတ်သမားအင်ကိုတစ်ခါရောက်ဖူးခဲ့ပြီးသူကအဲဒီကအချင်းဒီကိုတွေ့ပြီးတော့ဆက်ဆုပ်သွားတာပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ Rose ကသူ့ယောက်ျားစီကနေစားတောင်ရခဲ့ပါတယ်။ဇာတ်ထဲမှာတော့သူ့ယောက်ျားက Christmas မှာသူပြန်လာမယ့်အကြောင်းကိုရေးသားခဲ့တာပါ။ ရိုးစ်ကလည်းသူ့ယောက်ျားပြန်လာမဲ့ရုပ်ကိုစောင့်မျှော်နေခဲ့ပါတယ်။ပျော်ရွှင်သွားတဲ့အတွက်သူကလီနာကိုသူ့ရဲ့ဝတ်စုံတစ်စုံကိုပေးလိုက်ပါတယ်။ရိုးစ်ကသူ့လို့ဖို့ကံမဲ့တွေနဲ့အပျော်ရီကိုမျှဝေခဲ့ပေမဲ့လည်းသူကယောက်ျားကိုစောင့်ရအောင်မှဖြစ်ကြောင်းတတိပေးခဲ့ပါတယ်။သူကခရစ်မတ်တစ်ပင်ကိုလှဆင်ခဲ့ပြီးမနေ့ရောက်တဲ့အခါမှာတော့အင်ရှိမာအတန်တွေကြားခဲ့ရပါတယ်။နင်းတော်လေးကိုပြေးထွက်လိုက်တဲ့အခါမှာတော့သူကစသားနှစ်ယောက်ကိုပဲတွေးခဲ့ရပါတယ်။သူတို့ကရိုးစ်ရဲ့ယောက်ျားကရှေးပိုင်းစစ်မျက်နှာပြင်မှာတည်ဆုံသွားခဲ့တဲ့အကြောင်းသတင်းလာပို့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Rose လည်းစိတ်သက်သာသွားခဲ့ပြီးအဲ့ရထဲမှာလဲပါတော့လေ။ဒါမဲ့လည်းစစ်သားတွေကသူ့ရဲ့စိတ်အခြေအနေကိုကယူမဆိုင်ဖဲနဲ့ဟက်တလာအတွက်အစားအသောက်တွေစမ်းသပ်ဖို့အဲ့ရထဲကနေဆွဲခေါ်လာခဲ့ပါတယ်။ဌာနချုပ်ကိုရောက်တဲ့အခါမှာတော့ Rose တယောက်သူ့ကိုမိုးဆူမဖြစ်လာနိုင်ခြင်းရှိကြောင်းတတိပေးတဲ့လှုပ်ဖော်ကိုင်းပဲမိမတယောက်နဲ့ရန်ဖြစ်ခဲ့ပါတော့လေ။စစ်သားတွေကသူတို့ကိုဆွဲခေါ်ခဲ့ကြပြီးစီကံအကြောင်းကိုတတိပေးကဒုံးစံတိုင်းအစားအသောက်တွေကိုစမ်းသပ်ခိုင်းပါတော့လေ။ဒါမဲ့လေ Rose ကအစည်းကမ်းဖောက်ကတခြားလူရဲ့ပကံကိုပါလူယူပြီးတော့စားတောက်လိုက်ပါတယ် တယောက်ကဟင်းမွေးတွေကိုရောစားမိပြီးစိတ်တင်သွားရင်တော့ဘယ်ထဲမှာစိတ်ပါလဲဆိုတာသိဖို့ခက်ခဲသွားနိုင်တာကြောင့်တယောက်ကိုဟင်းတမယ်ပဲစားဖို့ကန့်သက်ထားတာပဲဖြစ်ပါတယ်။လေးလေးစားစားပြီးတဲ့နောက်မှာတော့သူကတန်းစင်ခန်းထဲမှာတကားပိတ်ပြီးတော့ငိုကြွေးပါတော့လေ။သူရဲ့လုံးဖို့ကန်ပဲတယောက်ဖြစ်တဲ့ Apple ကပဲသူ့ကိုလာပြီးတော့နှစ်သိမ့်ပေးခဲ့ပါတယ်။1944ခုနှစ်မေလမှာတော့ဟစ်တလာတယောက်ဌာနချုပ်ကနေခနာတာထွက်ခွာသွားတဲ့အတွက်စားတော့စမ်းသက်သူတွေလည်းအခက်တွေ့နေကြရပါတယ် ရိုးစ်ကတော့သူ့ရဲ့အကျင့်တိုင်းသူ့ယောက်ျားကိုလွမ်းဆိုကြောင်းစာရင်းရေးခဲ့ပြီးတော့ခန်းစားချက်တွေကိုဖွင့်ချနေခဲ့ပါတယ်။အလုပ်ကိုပြန်ရောက်တော့သူတို့ကဌာနချုပ်ကိုဦးစီးဖို့တာဝန်ကျလာတဲ့ပိုဂျီအေဘရန်နဲ့တွေ့ခဲ့ပါတယ်။ညစာစာပွဲမရှိတဲ့အတွက်အေဘကသူတို့ကိုအိတ်စောစောပြန်ဖို့ပေးခဲ့ပြီးရိုးစ်တို့တို့ပေါ်ကံဘက်တွေလည်းသူတို့ထဲကတယောက်ဖြစ်တဲ့ဟေလီရဲ့အိမ်ကိုသွားလည်ခဲ့ကြပါတယ်။သူကဆိုင်မန်ရှင်တယောက်ဖြစ်ပြီးတော့စက်မှုထမ်းဖို့ငယ်လွန်းသေးတဲ့အာနက်ကလည်းသူ့ဆိုင်မှာအလုပ်လုပ်နေခဲ့ပါတယ် အနားယူချိန်မှာ Rose ကတန်းစီငန်းသွားရင်နဲ့ Ebay ရဲ့ယုံငန်းတဲကနေသချင်းတန်ကိုကြားလိုက်ရပါတယ်။သူကသချင်းနားတော့ဖို့နားခဲ့သွားတဲ့အခါမှာတော့ Ebay ကသူ့ကိုတွေ့သွားခဲ့ပါတယ်။ Rose ကစစ်ပွဲမဆခင်တုန်းကသူကသူ့ယောက်ျားအိမ်ကိုမပြောင်းရွှေ့လာခင်တုန်းကမြို့ကဖျားချောင်းတီးဝိုင်းမှာသချင်းဝင်ဆိုနေကြဖြစ်ကြောင်းပြောလိုက်ပါတယ်။ညနေရောက်တဲ့အခါမှာတော့အိမ်မူကိစ္စတွေလုပ်ပြီးတဲ့အချိန်မှာ Rose ကအိမ်ရာထဲမှာလဲနေတော့အပြင်ဘက်ကအလင်းရောင်ကိုမြင်ခဲ့ရပါတယ်။ပြန်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့သူကဘူကြီးအဘက်ကိုတွေ့သွားခဲ့ပြီမယ်လေအဘက်ကချက်ချင်းပြန်ထွက်သွားခဲ့ပါတယ် နောက်နေ့လုံးမှာတော့ဟေလီကနေမကောင်းတဲ့အတွက်စားကျင်စိတ်ပြောင်းနေခဲ့ပါတယ်။ဒါပေမဲ့လည်းဘူဂျီအဘက်ကဇွန်းကိုကန်ပြီးတော့အတင်းခွန်ကျွေးတဲ့အခါမှာတော့သူကစားခဲ့ရပါတယ်။ညာရောက်တော့ Rose က brain box မှာအလင်းရုံကိုထပ်တွေ့ခဲ့ရပြန်ပါတယ်။အဘက်ကသူ့အိမ်ကိုထပ်ရောက်လာတာပဲဖြစ်ပါတယ်။သူကအကြောင်းပြချက်တခုခုကြောင့်လာနေရမှန်းသဘောပေါက်သွားတဲ့အတွက် Rose ကနောက်တည့်မှာရုံးငန်းကိုဖျက်သွားရင်းနဲ့ Apple ကိုလှမ်းကြည့်နေခဲ့ပါတယ်။ညနေရောက်တဲ့အခါမှာတော့သူကလှလပပပြင်ဆင်ကအကောင်းဆုံးဝတ်စုံကိုဝတ်ပြီးတော့ဆောင်နေခဲ့ပါတော့တယ်။ အဲဘက်ကတံမီထိုးပြလိုက်တဲ့အခါမှာတော့သူကလည်းမြိတ်နဲ့ချက်ပြကအပြင်ကိုခိုးထွက်လာခဲ့ပါတော့တယ်။အပြင်ရောက်တဲ့အခါမှာတော့အဲဘက်ကသူ့ကိုပြေးဖက်လိုက်ပြီး Rose ကလည်းပြန်လန်းခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကကိုရောင်တခုတည်းကိုသွားကချစ်ချင်နူတက်တီတူးကြပါတော့တယ်။နောက်ရဲ့လုံးမှာတော့ Rose နဲ့တခြားလူတွေက Haley နေမကောင်းတာကိုတတိထားမိခဲ့ကြပါတယ်။သူကနေနေလောက်ပဲစားပြီးတော့တန်းစင်ကန်သွားဖို့တောင်းဆိုနေခဲ့ပါတယ်။စစ်သားတွေကလည်းသူ့ကိုသွားခွင့်ပေးခဲ့ပေမဲ့အစားအသောက်တွေကြံသေးတဲ့အကြောင်းတော့ပြောလိုက်ပါတယ်။ ယနေ့ကမှတော့ဟေနီကအာနဲ့နဲ့ယာထားတဲ့ကိုဝင်ရှိနေကြောင်းပြောလိုက်ပါတယ်။သူယောက်ျားကစပွဲထဲရောက်နေတဲ့အတွက်သူကအနေနည်းတဲ့လူနဲ့တာယာသွားတာပဲဖြစ်ပါတယ်။သူကသူယောက်ျားပြန်လာခဲ့ရင်တော့ဒီချင်းတွေကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုလည်းမသိခဲ့ပါဘူး။စပွဲမစခင်တော့ကသူကသူနာပြုတယောက်ဖြစ်တဲ့ AV ကသူ့ကိုကိုဝင်ဖြစ်ချဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့နိုင်ငံမှာကိုဝင်ဖြစ်ချတာကတည်တံပေးခံရမှာပဲဖြစ်ပါတယ်။ Bruce ကလည်း Evan နဲ့ညာတိုင်းပျော်ပါနေခဲ့ပြီးတော့ပို့ပို့ပြီးတော့ယင်းနီလာခဲ့ပါတယ်။ ဒါမဲ့လည်းတယောက်ကမကရော့စ်ရဲ့ယောက်ျားဂရီဂေါ်ကိုအိမ်မက်ထဲမှာတွေ့တဲ့ကြောင်းပြောလိုက်တဲ့အခါမှာတော့ရော့စ်ကသစ္စာပေါင်းမိတဲ့အတွက်အပြစ်ရှိစိတ်ခံစားသွားခဲ့ရပါတယ်။အဲ့ဒါပြင်အေဘတ်ကလည်းအိမ်တော်တဲ့တယောက်ပဲဖြစ်ပါတယ်။နိုင်မှာအေဗီကသူ့ကိုခွဲစေဖို့အတွက်အချိန်တတ်မှတ်ပြီးပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ရော့စ်နဲ့လီနာတို့ကဟေလီကိုစိတ်ရမငယ်အောင်အားပေးခဲ့ကြပါတယ်။ခံကောင်းထောင်းမစွာပဲအကုန်လုံးကအစီအပြေချုံးမိစွာနဲ့အောင်မြင်သွားခဲ့ပါတယ်။အပြင်တူတူသွားတဲ့အချိန်မှာတော့ရော့စ်ကအေဗီနဲ့ပူပြီးရင်းနှီးလာခဲ့ပြီးတော့လီနာကလည်းမြစ်ထဲမှာရေဆော့နေခဲ့ပါတယ်။ နောက်အိမ်မှာနေလဲစားစားပြီးတဲ့အခါမှာတော့ Rose ကရုတ်တရက်နေမကောင်းဖြစ်လာခဲ့ပါတယ်။သူကခန်းထဲမှာပဲအန်ချခဲ့ကနောက်ထပ်ကောင်မလေးနှစ်ယောက်ကလည်းအန်ချနေခဲ့ပါတယ်။အကုန်လုံးကမတူတဲ့စားတော့ကိုစားတာဖြစ်တဲ့အတွက်အစိမ့်မမိတဲ့လူတွေကိုတခြားခန်းလေးကိုပို့ခဲ့ကြပါတယ်။စပေါ်မှုကလည်းဌာနချုပ်ကိုဆက်သွယ်ပြီးတော့ဟစ်တလာရဲ့နေလဲစားကိုပယ်ဖြစ်ခဲ့ပါတော့လေ။စသားတွေကစိတ်မိထားတဲ့ roast တို့ကိုဆေးုံကိုပိုးခဲ့ပြီးတော့ဆက်ပြီးစောင့်ကြည့်နေခဲ့ကြပါတယ်။ဆေးုံကနေပြန်လာပြီးတော့သူတို့ကစားတော့ခန်းလေးကိုပြန်လာခဲ့ကြပါတယ်။ အဲ့ဒီမှာပဲသူတို့ကဆက်ပြီးတော့စားထိုးဖို့အတွက်အမြန်ပြင်ဆင်ထားတဲ့အစားအသောက်တွေကိုထပ်ပြီးတော့စမ်းသပ်စားတော့ပေးခဲ့ရပါတယ်။ကြောင်းနေတဲ့အတွက်ကောင်မလေးတွေကမစားကျင်တော့စစ်သားတွေကတနက်နေ့ချိန်ပြီးတော့ပီအားပေးကစားတော့ခံခဲ့ရပါတယ်။ Rose ကအရင်ဆုံးစားဖို့ပီအားပေးခံခဲ့ရပြီးနောက်ချိန်မှာတော့ Rose ကဒီကိစ္စတွေကဘယ်ချိန်မှအဆုံးသတ်မှာလဲလို့မေးပါတော့တယ်။ဂျာမန်စစ်သားတွေကအနီရောင်တပ်တော်ရဲ့ဖိနှိပ်ခြင်းကိုခံနေခဲ့ရပြီးပြန်ဆုတ်နေရကြောင်း AV ကပြောပြခဲ့ပါတယ်။ ဒါမဲ့ဂျာမနီမှာတော့အာနာပိုင်တွေကစစ်ပွဲချင်းတွေကိုတိတ်မပြောခဲ့ကြပဲနဲ့တရင်ဖုတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။အဘက်က Rose ကိုသူရုံးကန်းစီကိုလာခိုင်းခဲ့ပြီးတော့သူ့ကိုစိတ်ပူနေပေမဲ့လည်းသူလည်းဘာမှမတတ်နိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။သူသာဝင်ပါလိုက်မယ်ဆိုရင်အခြေအနေတွေကပိုပြီးတော့ဆိုးရွားသွားမှာပဲဖြစ်ပါတယ်။သူ့ရဲ့ရှင်းပြချက်တွေက Rose ကိုနှစ်သိမ့်မပေးနိုင်ခဲ့ပေမဲ့ Rose ကတော့ Evan နဲ့ညာတိုင်းကိုတွေးခဲ့ပါတယ်။အဘက်ကသူ့ကိုစားတော့တဲ့ကစိတ်မဟုတ်ဘဲနဲ့အချူပွဲတွေကပြားရီအကြောင်းဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ 1944ခုနှစ်ဇူလိုင်လမှာတော့ Rose နဲ့ Elvie တို့ကအားလက်ချိန်မှာမြစ်ထဲမှာရေသွားကူးကြရင်းနဲ့ကမ်းမမှာအနားယူရင်စကားပြောခဲ့ကြပါတယ်။အဲဒီချိန်အတွင်းမှာ Elva ကသူ့ရဲ့ဆိုးရွားတဲ့လေဝက်ချက်ကိုထုတ်ပြောလိုက်ပါတယ်။ဒီမှာသူကအိမ်မဆိုးကနေလန်လို့လာခဲ့ပြီးတော့သူကအကျဉ်းသားစခန်းမှာလုံးလုံးနေရကသူ့ချက်သူပြစ်ဒတ်ခံရတဲ့အကြောင်းကိုလည်းအိမ်မဲမဲခဲ့ရပါတယ်။ရုတ်တရက် Elva ကမိမနဲ့ကလေးအကျဉ်းသားတွေကိုတတ်ဖြတ်တာပါဝင်ဆိုးရွားတဲ့ကိစ္စတွေကိုလုတ်ခင်မဲ Rose ကသဘောပေါက်သွားပါတော့တယ်။ အဲဒါကြောင့် Rose က Evan နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမတက်မတာဖြစ်သွားခဲ့ရပါတယ်။နောက်မှမှအားယူနေတဲ့အောင်သူကတော်ရဲကပေါက်ခွဲတံတစ်ခုကိုကြားလိုက်ရပါတယ်။တနာကျိုးရဲ့မြောက်ကန်းပေါ်မှာတော့မိခိုးတွေလုံးနေခဲ့ပြီးအဲဒါကချောင်းချောင်းတိုက်ခိုက်မှုလို့ထင်တဲ့အတွက်စစ်သားတွေကသူတို့ကိုစာအုပ်ထဲဝင်ပုံခိုင်းကခဏကြာတော့အင်ပြန်ပို့ပေးလိုက်ပါတယ်။အမေရောက်တဲ့အခါမှာတော့ Rose ကသူ့ရဲ့ယောက်ကလေးစီကနေပေါက်ွဲမှုတစ်ခုမှ Hitler ကတည်ဆုံသွားပြီဖြစ်ကြောင်းသိခဲ့ရပါတယ်။အဲဒါကြောင့် Rose က Hitler အတွက်စိတ်ပါမပါစမ်းသပ်ပေးစရာမလိုတော့ပါဘူး။ ဒါမဲ့လည်းအဲဒီညမှာတော့ Rose ကရေဒီယိုသတင်းမှာဟစ်တလာကလုံခြံတပ်ဖြတ်မှုတစ်ခုကနေအသက်ရှင်လျက်လွတ်မြောက်ခဲ့ကြောင်းကိုကြားခဲ့ရပါတယ်။ဒီနောက်မှာတော့အဆောင်တွေကပို့ပြီးတော့တင်းကျပ်လာပါတော့တယ်။အစားတောက်ဆန်းသက်သူတွေကိုလည်းအိမ်မပြန်ခိုင်းတော့ဘဲနဲ့သူတို့ကိုညစာစားကမ်းရှိတဲ့အဆောက်အဦးထဲမှာနေရာချထားပေးခဲ့ကြပါတယ်။အဲဒီနောက်ဆင်းရှုံနေတဲ့အဘက်ကလည်းဆက်လက်ထွေးတောက်ခရင်ကနေ Rose နဲ့နောက်ထပ်ဂျေဘုံခိုးလို့မရတော့တာကိုသဘောပေါက်သွားခဲ့ပါတယ်။ နောက်တင်မှာအဲဘက်ကသူ့ကိုရုံးခန်းခေါ်ခဲ့ပေမဲ့လေ Rose ကတော့သူတို့နှစ်ယောက်ကပြီးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒါကြောင့်အဲဘက်ကဒေါသထွက်သွားခဲ့ပြီးတော့ Rose ကိုလည်းပဲညစ်ကချင်းတောက်ခဲ့ပေမဲ့လေအကျိုးဆက်တွေကိုတွေးပြီးတော့လှုပ်ပေးခဲ့ရပါတယ်။1944ခုနှစ်နိုဝင်ဘာလမှာတော့ဌာနချုပ်ထဲမှာဂျင်နီတွေကဖိနှိပ်ချုပ်ကျယ်လာခဲ့ပါတယ်။နာဇီတွေအတွက်ကန်ဆုံးမှုတွေကဇက်တိုက်ဆိုသလိုကြားရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့ကစားရဲစားရန်တွေအကုန်လုံးကိုစနေတကြမီးရှို့ပစ်ဖို့အတွက်စီစဉ်နေခဲ့ကြပါတယ်။အစားအသောက်စမ်းသပ်သူတွေကလည်းစကြုံတော့မဲ့အခြေအနေကိုကြားသိခဲ့ရပါတယ်။ အဲညမှာ Rose ကအေးမရပဲနဲ့အပြင်ထွက်လာတဲ့အခါမှာတော့ဆက်လက်တောင်းနေတဲ့ MV နဲ့တွေ့ခဲ့ပါတယ်။ဒီနောက်မှာတော့သူကတရားမဝင်ကိုဝင်ဖျက်ချမှုအပြင်အပြည့်စည်စိတ်ခံစားနေရတဲ့အကြောင်းကိုလည်း MV ကဝန်ခံလေခဲ့ပါတယ်။တကယ်တော့ MV ကအကျဉ်းသားစခန်းကနေလုံမြောက်လာတဲ့ Anna ဆိုတဲ့ဂျူးလူမျိုးတယောက်ပဲဖြစ်ပါတယ်။ဘုံပေါက်ကွဲမှုအပြီးမှာတော့ဟစ်တလာကသူ့ရဲ့ဌာနချုပ်ကိုပုံမူပြီးတော့တင်းကျပ်လာခဲ့ပါတယ်။အစားအသောက်ဆန်းသက်သူတွေကမလိုအပ်တော့ကြောင်းသတ်မှတ်ခံရကအိမ်တန်ခွင့်ရခဲ့ကြပါတယ်။သူတို့ကထုတ်ပြန်နေတုန်းမှာပဲအဲဘက်ကကောင်မလေးတယောက်ကိုခေါ်ခဲ့ပါတယ်။ အဲနောက်မှာတော့သူကတခြားကောင်မလေးတွေစီကိုပြန်မလာတော့ပါဘူးအိမ်မြောက်တော့ရိုးစီရဲ့လာကာတွေကိုစူထားတဲ့သူ့ရဲ့ရောက်ခမကသူ့ကိုတခြားနေရာကိုပြောင်းရွှေ့ခိုင်းပါတော့လေသူတို့လင်မယားကတော့ဂရီဂေါပြန်လာတာကိုစောင့်နေမှာပဲဖြစ်ပါတယ်သူကပြောင်းနေစေဖြစ်ပေမဲ့လည်းသူတို့ကထွက်သွားရင်ပြဿနာတက်မှာပဲဖြစ်ပါတယ်သူတို့ညစာစားနေတော့မှပဲကင်းလဲ့နေတဲ့စသားတွေကအိမ်ထဲကိုရောက်လာခဲ့ပါတယ်စသားတွေကအဖီကိုတရားမဝင်ကိုဝင်ဖြတ်ချမှုအတွက်ဖမ်းဆီးဖို့လိုက်လံရှာဖွေနေရပဲဖြစ်ပါတယ် ကမာလီတွေကတယောက်ကပေါ်လိုက်တဲ့အတွက်စစ်သားတွေကရိုးစရဲ့အိမ်တွင်အိမ်ကြီးပါမကြံလိုက်ရှာခဲ့ပြီးတော့ဘာမှမတွေ့တဲ့အခါမှာတော့ပြန်ထွက်သွားကြပါတယ်။နောက်တစ်ရက်မှာတော့ရိုးစရောက်ဌာနချုပ်စီကိုပြန်လာခဲ့တဲ့အခါမှာစစ်သားတွေကစာရေးစာတမ်းတွေကိုပြီးပုံရှုံနေခဲ့ပါတယ်။တက်တဲ့နယ်လေလေသူတို့ကြောက်ခံရမယ့်ပြစ်ဒဏ်ကနယ်လေလေပဲဖြစ်ပါတယ်။ရိုးစကအဲဘက်ကိုသူ့ကိုပါလင်သွားမယ့်ယထားပေါ်တင်ပေးဖို့ကူညီတောင်းခဲ့ပါတယ်။အဲဘက်ကသူ့ကို MV ပေါ်မှာလဲလို့မိလိုက်ပါတယ်။ MV ရဲ့နာမည်ရင်းကပေါ်သွားခဲ့ပြီးဖြစ်ပြီးတော့ရိုးစကလည်းကိုဝင်ဖြတ်ချမှုကြောင့်သိပေမဲ့ အဘကသူ့ကိုဇင်းကဖယ်ပြီးထားတာပဲဖြစ်ပါတယ်။အဘကသူနဲ့တွေ့ဖို့ချိန်ခဲ့ပြီးတော့ညာရောက်တဲ့အခါမှာတော့ Rose ကအိမ်ထဲကခိုးထွက်လာကကိုရောင်ထဲမှာအဘနဲ့တွားတွေ့လိုက်ပါတယ်။အဘကသူ့ကိုစောင်းနေခဲ့ပြီးတော့မနေ့ရောက်ရင်ဇင်းနဲ့ထည့်ပြီးထားမှဖြစ်တဲ့အတွက်လိုအားပေးဖို့ပြောကယထာဘူးတာကိုတွားဖို့ပြောခဲ့ပါတယ်။အဘထူသွားတဲ့အခါမှာတော့ Rose ကပုံနေတဲ့ AV ကိုခေါ်ထုတ်ခဲ့ပြီးတော့မနေ့ရောက်ရင်သူနဲ့တူတူလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ရိုးစီရဲ့ယောက်ျားမကြီးကသူတို့ကိုလဲပေါ်တင်ပြီးတော့ရထားပူတာကိုလိုက်ပို့ပေးခဲ့ပါတယ် ရော့စ်ကရရှိကိုသူတို့ကအဲ့ဘက်ပြောထားတဲ့လှူအားပေးတွေဖြစ်ကြောင်းပြောခဲ့ပါတယ်။ယထာရဲဘော်ရောက်တဲ့အခါမှာတော့သူတို့ကဆရာဝန်တယောက်နဲ့တွေ့ခဲ့ပြီးတော့သူနာပြုတ်တယောက်ဖြစ်တဲ့ AV ကလည်းသူ့ကိုကူညီပေးခဲ့ပါတယ်။ AV က AV ကိုပြင်ကနေကြည့်နေခဲ့ပြီးဖန်စီဖို့အတွက်ယထာဘော်ကိုတက်လာခဲ့ပါတယ်။ AV ကလည်းရော့စ်ကိုဇွဲပြီးထွက်ပေါက်စီကိုပြေးသွားပေမဲ့လည်းစစ်သားတွေကသူတို့ကိုလိုက်ဖမ်းကာရခိုင်ခဲ့ပါတယ်။ရိုးကြောင် AV ရှိကနေဝင်ကာပေးခဲ့ပေမဲ့ AV ထွက်ပြေးသွားတဲ့အချိန်မှာပဲ AV ကသူ့ကိုတနက်နဲ့နှမ်းပြပါတော့လေ။ ရိုးစတောက်တနက်မှန်သွားတဲ့သူတငယ်ချင်းသားကိုတွားကငိုကြွေးနေခဲ့ပါတယ်။အဲဘကာရိုးစ်ကိုကောက်ပွေကဘာလင်ကိုတွားမဲ့ယထာတွဲပေါ်ကိုပြစ်တင်ပေးခဲ့ပါတယ်။စီးကျကြနေတဲ့ယထာဘင်းတန်တွေကိုနားထောင်ရင်းနဲ့ရိုးစတောက်သွေးစွန်းနေတဲ့သူ့ရဲ့လွက်တွေကိုကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟစ်တလာရဲ့စားတော့ဆန်းသက်သူ14ယောက်ထဲမှာရိုးစတောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။ဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့နော်။ ဇော်နီနာစင်ပေးကြတဲ့တူးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။